ကလစ်ကများအလုံးပဲမင်္ဂလာပါရှင် Freedom of Future Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖပြသွားမှာတော့ကလျာဝိစာသိပ္ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်ကြောင့်အပိုင်းရှိကိုဖပြသွားမှာဖြစ်ပါတယ်ရှင်။စောင့်တိနားဆင်ခံစားပေးကြပါအောင်ရှင်။အခန်း34 ။သူမြတ်တင်စားကာမောင်ရေပြန်ဝင်လာသည့်အခါမှာ Ruby ဟုခေါ်သောဒေါတင်လေးမြင့်ကဗီဒီယိုထိုင်ကြည့်နေသည်။သမီးဘယ်ကပြန်လာတလဲသမီးဘယ်သွားမလဲဟုမေးသည့်ထုံစံဤသားမိကြမှာမရှိပါဒီတိုင်းမှာပဲမမီဘယ်သွားလာရုံမဲမမီဘယ်ချင်းပြန်ရောက်မယ်ဟုရေးလဲမှားကြချင်းထုံစံမရှိပါတယောက်ရဲ့အကြောင်းကိုတယောက်ကလိုက်မေးနေခြင်းမှာဆက်စုရကြသည် အောက်တန်းချသည့်သူများသည်သာတယောက်အကြောင်းတယောက်ကသိကျင်ချခြင်းဖြစ်သည် သူတို့လိုအထက်တန်းကျသူများအတွက်တဦးဤကိုပိုင်လူလက်ခွင့်ကိုတဦးကဝင်ရောက်ဆက်ဖက်လေးမရှိဟုသောခံယူချက်များဖြင့်တာမီးနှစ်ယောက်လုံးကိုကြိုက်သလိုနေကြသွားချင်ရသွားကြဖြင့်နေလေးရှိကြသည်ဒါမြန်မာပြည်လေနိုင်ငံခြားမှမဟုတ်ပဲလင်းနှင့်မယာတားနှင့်အမိစိုးတိုင်မင်းကောင်းတိုင်မင်းဖြင့်အတူသွားလို့အတူစားလို့သာနေသင့်ကြသည်မဟုတ်လားသူမြတ်တင်စားကကာတော်ကိုအင်းလေးခံရှုခင်ပကြီးကားကြီးအောက်မှချိတ်လိုက်ပြီးသူ့ခံသွင်းလို့ဝင်ကာနီမှာ ဒေါ်တင်လေးမြင့်အကြီးကတီဗီဖန်သားပြင်ပေါ်မှာကြားရောက်ရင်းရသမီးဒယ်ရီစီက ဖုန်းလာတယ်။သမီးပြန်လာရင်ပြန်စစ်ပါတဲ့။ဒယ်ရီကဘာကိစ္စလဲလဲရင်းမမီ။မသိဘူးလေ။ကိုယ့်အကိုစစ်ကြည့်ပေါ့။ဒါဆိုမမီချစ်ချစ်ကြီးနဲ့မမီရောဘာလို့ပြောကြလဲ။မုံမုံကြီးလို့ပြောစမ်းပါ။မုံလွန်လွန်လို့။ဒယ်ရီကချစ်စရာကောင်းပါတယ်။သွားတည်လိုက်စမ်း။ဘာလဲ။မရင်ငယ်အယူတော်လွန်းလို့ချစ်စရာကောင်းတာလား။အကောင်းပြောစမ်းပါ။ဘာပြောလဲလို့။သမီးကြီးရှိလားတဲ့။အင်းမရှိဘူးဆိုတော့ ပြန်လာရင်သူ့စီပြန်စစ်ပါတဲ့ဒါပဲအဲ့တော့မမီယာ no disturb မနှောက်ရှင်းနဲ့ဇူမြတ်တင်စားကပခုံးတွန်းပြပြီးသူ့ပိုင်းခန်းထဲဝင်လာခဲ့သည်ဦးမြတ်ဘုံလင်းနှင့် ruby ကဒေါတင်လေးမြင့်တို့ပြက်ဆဲကွဲခွာကြသည့်အကြောင်းရင်းမှာဒေါတင်လေးမြင့်ဤမာနာကြောင့်သာဖြစ်သည်ဦးမြတ်ဘုံလင်းကအင်ဂျင်နီယာဘွဲ့သားရသည့်မိဘများကဆင်ရဲ၏ ဒေါတင်လေးမျိုးတို့ကဘိုးစင်ပေါင်းဆက်ကအချမ်းသာလာကြသောပိုးထည်တိုက်ပိုင်ရှင်များဖြစ်၏။ယခုမိဘများကွဲလွန်ချိန်မှာအမွေအဖြစ်အတွင်ပစ္စည်းအပြင်ပစ္စည်းအရွှေ့ပြောင်းနိုင်သောခြံမြင်တိုက်တာများရရှိခဲ့သည်။ဒေါတင်လေးမျိုးသည်လည်းတဦးတည်းသောသမီးဖြစ်၍မိဘများကအလိုလိုက်သဖြင့်ငယ်စဉ်ကစ၍တရားလိုမာနကြီးခဲ့သူဖြစ်သည်။အကိုနှစ်ယောက်ကလည်းအလိုလိုက်ခဲ့ကြသည်။တာမန်ရုံးဝင်တန်းဤတာမျက်ဖုံးလင်းနှင့်ချစ်ချိုက်လက်ထက်ခဲ့ကြသည်မျက်ဖုံးလင်းကအင်ဂျင်နီယာ VE7 ဘွဲရပြီးကစားမြဖုံနေရူဘီတို့တိုက်ပေါ်ရောက်လာချိန်မှာနိုင်ခက်ဆုဆုလေးတလုံးနှင်းအဝတ်အစားခဏနှန်းလောက်သာပါရှိ၏တခါတရံလင်မယားရန်ဖြစ်ကြသည့်အခါမှာဘုကုံတော်အဆုံနဲ့တက်လာတဲ့သူကိုဒီကရွှေလောက်စိန်တုတ်ကြီးနဲ့စီးကြတာပါဒီအိမ်ရောက်ပြီးမှကိုကိုလူတော်သူတော်တွေတိုးနိုင်နေဆိုတာမမေ့ပါနဲ့နေပါဦးစစ်သားရော့စ်လောက်ထားတာမကြိုက်ဘူးဆိုရအောင်ကိုကိုစားဘူးလို့လားခင်မွန်းတဲ့ကိုချွချိုးနေနေဆက်ဆန်တက်တော့မိမ့်မ သူတကိုယ်လုံးမာနနုနဲ့မှနစ်နေသောမိန်းမဣတိုရူဘီကတိတ်မာနာကြီးသာဆိုသောစကားကိုချုံမိန်ရမှုသောမိန်းမအိမ်နောင်ကာလာများကဤမိန်းမကိုမစွန့်လွန်နိုင်သော အချစ်စိတ်ကြီးသာမကမန္နာဝင်ခံလင်ဤစည်းစိမ်ကိုလည်းတမတ်စိတ်များနှင့်မြဖုံလင်ခေါင်းငုံယုံမကလဲစင်းပေးခဲ့ပါ၏သမီးလေးပင် အတော်ကြီးလာသောအခါမှနောက်ထပ်သားလေးလိုချင်လာသည်သမီးအနေဆုံး၃လရောက်ယူပြီးမိသားစုတက်တိုက်ဝန်းနေလိုသောဆန္ဒများကိုလည်းတော်ပြီ ဒီတယောက်နဲ့ကြောက်ပါပြီနောက်ကလေးလူချင်းရင်နောက်မြင်ငယ်ယူပြီးမွေးရူဘီတို့ကတော့တက်တာပဲသူလဲကောင်းစွာထင်ရသည်မဟုတ်ပါဘဲနဲ့နောက်ထပ်ကလေးမလို့ချင်းမှမိသားစုစိတ်လည်းမရှိအိမ်နောင်ကိုလည်းตายအောင်မကြိုးစားချင်သောမိမကိုမျက်ဖုံးလင်းစိတ်ကုန်ခဲ့ပါပြီကိုစနီးကိုစိတ်ကုန်တော့လဲသမီးကိုဖြင်းသိစစ်စားသည်အလုတ်ကိုလည်းအထူးကြိုးစားပြီးနိုင်ငံရရှာမှအလုတ်သွားလုပ်ရန်ကြိုးစားနေစေမှဦးမျက်ဖုံးလင်းအမျိုးသမီးတစ်ယောက်နှင့်ဆုံစည်းခဲ့သည် ။ตาယောက်ญาလေးတယောက်ญาပြီးမှဒေါ်တင်လေးမြင့်သိရှိသဖြင့်မုံမီလောင်တော့သည်။မရေငယ်ကိုပါသွားရိုက်သည်။ဦးမြတ်ပုံလင်းရဲ့အပေါင်းအသင်းများရှိမှအကြီးအကျယ်အရှက်လိုက်ွယ်သည်။ယောက်ျားကိုတိတ်ခါချခြင်းဖြစ်တော်လဲသူကိုယ်တိုင်တိတ်ခါကြနေသည့်အဖြစ်ကိုဒေါ်တင်လေးမြင့်ရေးဆိုင်နေခဲ့ရသည်။ကိုတိတ်ခါကိုမငဲ့လူပုံလဲမအော်ကြီးဟဲ့ကျဲလုံလို့လို့သူမ၏တော်သားသူမ၏မာနာတို့သည်တခြားလူကိုဒုတိယဖြစ်သာတက်ရောက်စေပြီးသူကိုယ်တိုင်ပထမလူအဖြစ်နှင့်လောင်ရွက်မတက်ပူလောင်စွာခံစားခဲ့ရသည် ဦးမြတ်ဖုံလေးသည်စနီးတဲ့နေ့လဲရင်မဆိုင်ရဲစင်ကာပူနိုင်ငံမှာလဲအလုရပြီမို့နိုင်ငံသားတို့ထွက်ခွာကနီးဆဆဲမှာဒေါက်တင်လေးမင်းကကွာရှင်ကွင်းတောင်သက်ဖြင့်နှစ်ဦးသဘောတူစွာကွာရှင်ပြစဲခဲ့ကြပြီးနောက်မှာအိမ်နောင်ရေးဖောက်ပြန်မှုကြောင့်ဟူသောဆွဆဲဆက်များဖြင့်တည်င်းစာအသီးသီးမှနေ၍ပြစဲခြင်းကြောင့်ညာတဲကအရှက်ကွဲလိုက်သေးသည်လက်ရှိပိုင်ဆိုင်မှုအလုံးသူနှင့်လုံးဝမသက်ဆိုင်မှဟူ၍လဲဦးမြတ်ဖုံလင်းကလက်မှတ်ထိုးပေးခဲ့ရပါသေးသည်ဦးမြတ်ဖုံလင်းကစင်ကာပူနိုင်ငံမှာ အင်ဂျင်နီယာအလုပ်ရပြီးနောက်ဇနီးငယ်နဲ့သားကိုခေါ်ယူလိုက်သည်။ EP ကတရားဝင်အလုပ်နှင့်နေခွင့်ရသဖြင့်ဇနီးနှင့်ကလေးကိုလည်းခေါ်ခွင့်ရ၏။စင်ကာပူရောက်မှသမီးလေးတယောက်ထမွေးသည်ဟုစွမျက်တင်စားကြသည်ခဲ့ရသည်။အဖေတို့မိခွဲမောင်မြမလေးများကိုမမြင်ဘူးသေးပါ။ဒယ်ရီဖုန်းဆက်တာဘာကိစ္စပါလဲ။ဟိုခါတိုင်းလိုပဲသမီးနေကောင်းလားဘာလို့သေးလဲ။ဒါပဲမေးမှာပါ။ညကြမှပဲဆက်တော့မယ်။ဖုန်းဆက်ရတာတိတ်ခတ်တာပုံကင်လို့ဖို့ဆက်ရတာကိုအခါတရံလုံးမဆက်ရတာ ထိုအချိန်ကနိုင်ငံတကာသို့ဆက်သွယ်ရန်ပင်လယ်ရေချစကားပြောခွင့်ဌာနကပေးမဆက်သွယ်ရေးအရာရွေးငွေကြေးတော်တတာပါသည်။စုမြတ်တင်စာကမိဘများ၏အဖြစ်ကိုအချင်းယုံရေးတွင်းမိရင်ကဒေရီကလည်းအတူနေတဲ့သားသမီးငယ်လေးကိုပဲပူချစ်မှာပေါ့။မမီကလည်းငါ့ကိုစိတ်ဝင်စားတာမှမဟုတ်ပဲ။ငါဘဝမှာအလုံးပြည့်စုံပေမဲ့လူနေတာအချစ်ပဲ။မိဘစီကအချစ်မရနိုင်တော့ဘူး။ညီကောင်မောင်နှမရှိရအချစ်လဲဝေးတဲ့ဝေးပဲ။ ငါအတွက်လိုအပ်နေတဲ့အချက်ကတခြားသူစီအားရဖို့ပဲမဟုတ်လားငါကိုယ်တိုင်ကငါရင်းနေတဲ့အချက်ကိုပေးရစရာလူတယောက်တကယ်လိုအပ်နေပြီဒီနေ့တွေ့ခဲ့ရတဲ့ကိုစမင်းကငါ့ကိုသိချစ်တယ်တဲ့ဟုတ်မှာပဲဟုတ်ရမှာပဲသူ့ရဲ့အချက်ကိုခွဲသူ့ရဲ့ဘဝကို ပြောင်းအောင်လုပ် သူ့မိရဲ့တက်ကိုသိစေနိုင်တဲ့အထိငါတို့သားမီးရဲ့ပြုမှုတွေကတိတ်ရိုင်းခဲ့တာတောင် तू ကလုံးဝစိတ်မနာရှာပါလားဒါဆိုရင် तू ပြောသလိုတကယ်ကိုကြီးမားနဲ့ဆိုင်တဲ့အချက်နဲ့ချစ်လို့ပေါ့နော်ခနာပါတယ် ချစ်ချင်းမြတ်တာကိုနှစ်ပိုင်းခွဲရမည်ဆိုပါလင်ပထမပိုင်းကိုတနာကျင်နာခြင်းဆိုသောခံစားမှုများဖြင့်ဖွဲ့စည်းထားပေလိမ့်မည်ဟုဆင်းမြတ်တင်စာတွေ့တက်လာခဲ့ပြီးစိတ်ဝင်စားခြင်းသည်နှလုံးသား၏တကားကိုခောက်ခြင်းတနာကျင်နာခြင်းနှလုံးသား၏တကားကိုဖွင့်ခြင်းဟုလည်းပြောနိုင်ပါသည်ကိုစမင်းရင်ရှုံတနာရရနဲ့ပဲကျမ၏နှလုံးသားတကားကိုဖွင့်လိုက်မိပြီထင်ပါရဲ့ရှင်ပြောခဲ့သလိုရှင်ရတုတဲ့ကြီးမားလာပါတယ်ဆိုတဲ့ချစ်ချင်းမြတ်တာတွေစိတ်ဝင်လာဖို့အတွက်လေး ဆွမြတင်စာရေးဘွာမဘဲယောက်ျားပေါ်မှာတနာကျင်နာခြင်းဆိုသောခံစားမှုမဖြစ်ထွန်းခဲ့ဘူးပါအခုလိုကျင်နာခြင်းကစခဲ့သောချစ်ချင်းမြတ်တာသည်တိမ်မွေ့နူးညံ့လာပါကြ၏မိခင်အရေးအောက်မှနေပြီးမိခင်ဝါရရေရသဘောထားများယမာနတွေနဲ့ဖွဲ့စည်း၍နေခဲ့မိသည့်ဆွမြတင်စာကိုချင်းကပ်လာသောယောက်ျားများကိုအမျက်ဆောင်မှန်ကြီးစွာတုတ်ပြန်ခဲ့စဉ်ကဒေါသများကြောင့်ရင်လိုက်ကုန်လုံးကပြင်းထန်ခဲ့သည့်အခုတော့နှလုံးသားသည့် အင်းငိမ့်တိမ်နေစွာလှုပ်ခတ်ယုံလေးချစ်ချင်းမြတ်တာဤချုံမိန်ချင်းဆိုသောရာသာကိုစတင်ခန်းစားလာခဲ့သောသူမြတ်တင်စားသည် ကိုစမင်းရဲ့ကိုစမင်းခန်းစားခဲ့ရရင်လည်းအမျှသူမြတ်တင်စားပေးဆက်ပါမရှင်သူမြတ်လေးကိုစမင်းကိုတိတ်တနာတယ်ပြီးတော့တိတ်ကူချစ်မိသွားပါပြီရှင်သူမြတ်စီကိုတယ်လီဖုန်းနဲ့အမြန်ဆက်ပါတော့နော်အခန်း35အဲ့ဒီငပုံနာဟင်ကိုကိုဦးတကြိုက်တာမင်းမင်းရဲ့အေးလေငါ့ကိုတကြိုက်လာတာမဟုတ်ပါဘူး ငပုံနှားဥလေးတွေကိုကြိုက်တာမမဆိုရင်သူ့အတွက်အမြဲငါးဥတွေဖဲ့ပေးရတယ်မမင်းဒီနုနုထွေးကိုကြည်ရင်တပြင်းချလိုက်မိသည် စကားပြောတိုင်းကိုဦးချောင်းမပါလဲမပြောတတ်လျော့သလားမမနုထွေးရဲ့မမပဲစားပါမမနုထွေးငပုံနှားတကောင်ဥကိုဖဲ့ယူပြီးမမင်းပကံနဲ့ထဲ့ပေးနေတဲ့ပြင်မမင်းကပြန်ပေးလိုက်ရသည် ကိုဦးကိုစားဆိုသောအဖြစ်မျိုးကိုခံယူလို့ခြင်းမဟုတ်ပါ ချစ်လားစွာသောမမအတွက်တစ်ခါတရံမှသာစားခွင့်ရသောငါးဦးကလေးကိုစားသိခြင်းနဲ့အတွက်ကြောင့်သာဖြစ်ပါ၏။မောင်လေးစားကောင်းရဲ့လား။ဟုတ်ကဲ့ကောင်းပါနဲ့။မမကဘာချက်ချက်စားကောင်းပါလဲ။အော်မမကငွေရအောင်မရှာနိုင်တာ။သမင်းဟင်းတော့ကောင်းအောင်ချက်ကျွေးရမှာပေါ့ကွယ်။ကိုအဖေနဲ့အမေရဲ့ကိုမောင်လေးရပင်ပမနေကြရတာလေ။ကိုမောင်လေးဆိုတော့သူ့စကားအတိုင်းတကယ်ကိုမောင်နှမရင်ချပမာဆက်ဆက်နေသောနုနုတွေးကိုကြည်ပြီ မင်းမင်းမမကိုတိတ်ချင်နေပြီဆိုတာမမမသိလျော်သလားဗျာမမဘက်ကဖြူစင်နေပေမဲ့ကျွန်တော်ဘက်ကမဖြူစင်နိုင်တော့ဘူးမမရင်ထဲမှာ စွဲခိုင်မာနေတဲ့ကိုဦးဆိုတဲ့လူကိုဘလို့အင်အားမျိုးနဲ့ကျွန်တော်ဖယ်ရှားပြရမှာလဲဗျာမောင်မြင့်မင်းလူလားမမြောက်ခင်ကလေးကတနည်းပြောရပါလိအချစ်ဆိုသောခံစားမှုသူ့နှလုံးအိမ်မှာမဖြစ်ထွန်းတတ်ခင်ကလေးကမမနူတွေသည်ကိုစမင်းကိုချစ်နှစ်နေပြီသားဖြစ်သည်အကိုဦးဆိုတဲ့ယောက်ျားဒီလောကမှာမရှိမှာပဲမမရဲ့အချစ်ကိုငါပိုင်ဆိုင်ရမယ်ထင်ပါရဲ့ ။အိုးမဟုတ်သေးပါဘူး။ငါဘာတွေတွေးနေမိတာလဲ။ငါမှဒီအကိုတရားရောပဲရှိတာ။အကိုပြန်လာပါစေ။အကိုဦးနဲ့မမနှုတ်တွေတို့ပေါင်းဖက်သွားကြရင်လဲငါဝမ်းသာနိုင်အောင်ကြိုးစားရမှာပေါ့။သဘောကောင်းသောမောင်မြင့်မင်းကမှန်ကန်စွာတွေးခေါ်ပြီးသူ့စိတ်ကိုသူပြင်လိုက်ရှာသည်။ဟဲ့တော်ပြီလား။တပကန်နေပါလား။ဝါပြီမမ။ဟုတ်ရဲ့လားကွယ်။ဒီနေ့ငပုံသားတွေပေါ်လို့ဝက်ချက်နိုင်တာ။တခါတည်းရင်အသားလေးငါးလေးစားခွင့်ရတော့မှငါမောင်လေးကထမင်းစားမမင်ဘူးလား။ကျွန်တော်ရင်ပြည့်နေလို့ပါ။ ဒီနေ့လှုပ်အားလို့ဟင်းကောင်းလေးချက်ကျွေးကောင်မှဂျင်းများနေလိုက်သေးတယ်။တမင်ပွဲသိရင်အမကြီးတယောက်ဤမြင်းတွန်းတောက်တီးပုံမျိုးဖြင့်ပြောနေ၏။မိမိဤရင်တွင်မှယုံကြွနေသောချစ်ချင်းများကိုနုနုတွေလုံးဝမယိမ့်မိမသိရှိကြခြင်း။အမနုတွေဟာကိုမင်းလည်းရှိတာပဲ။အကုတ်ဦးကတွေ့ချင်လို့ခေါ်ခိုင်းလိုက်တာ။လမ်းထိပ်မှာကားဖြူကြီးနေဗျ။ဟင်ကိုတန်ကြောင်ဘာပြောလဲပြောစမ်းအကုတ်ဦးကလမ်းထိပ်ကိုလာခဲတဲ့ကျွန်တော်နဲ့တွေ့လို့ဒီမှာငွေ90တောင်ပေးပြီးခေါ်ခိုင်းလိုက်တာဗျဟဲ နူနူတွေဤဝန်တာမှုကအတိုင်းစားမရှိလောက်အောင်ကျေပြန့်ကြီးမသွားဤအကိုကဘာဖြစ်လို့ဒီကိုမလာနိုင်ရတာလဲလေ။အော်မမေကလည်းကွယ်သူဒီလန်းနဲ့ကိုမလာခြင်းတော့နေမှာပေါ့။ရှက်နေလို့ပေါ့။ကဲလာလေသွားကြရအောင်။ကျွန်တော်ခေါ်တာမှမဟုတ်ပဲမမကိုခေါ်တာပဲလေ။သွားပါ။နူနူတွေကကျူပြတစ်ချက်ကာထားတော့အခန်းလေးထဲဝင်ရွေးမှန်ကြီးမျက်နှာကိုတိုးဖက်ဖို့ပြီးဘီစပတ်ပတ်ထားသည့်သပင်တထွေးကြီးကိုဖြေးချလိုက်သည်။ဒါဆိုမမသွားတွေးလိုက်အောင်မယ်နော်။ နုနုတွေကိုယ်တိုင်ကလည်းမမင်းကိုတိတ်ပြီးမလိုက်ခဲ့စေချင်းလာဖို့တန်ကြောင့်မမအောင်လိုက်ပြကားဝင်မရတော့သူတို့လမ်းချင်းလေးထိန်နှင်းအတော်လေးဝေးတော့မျက်နှာချင်းဆိုင်ပတ်ချံမှာကားဖြူကြီးတစ်စီးရထား၏ထိုကား၏ဘေးဘက် ကိုစတိုင်ပြင်းနှင်းမိထားသောကိုဦးဖိုးတန်ကြောင့်နေနုနုတွေတို့နှစ်ယောက်လက်တွဲပြီးသူရှိသူပြေးလာခဲ့ကြသည် နေကောင်းကြလားနုတွေဟိုကောင်မင်းမင်းရောနေကောင်းကြပါရဲ့မင်းမင်းလည်းအိမ်မှာရှိပါရဲ့ နေကမျက်မှန်အကောင်းစားနှင့်တီရှပ်အနက်နှင့်ဂျင်မောင်းမီကိုဝတ်ပြီးပစံရင်ကောင်းစားကိုကင်၍ကားဘေးမှရက်နေသောဇင်မင်း၏ပုံစံကတကယ့်တထေသားတယောက်၏ပုံစံမျိုး ကိုဦးအားလုံးအတွေ့ချင်နေကြတာလူထရက်စီရောက်လာတာဝန်တာလိုက်တာဖြီးပြောတတ်မှာဟာနင်းကြီးကအမောဆိုးနေတယ်လို့ကြီးပဲတိတ်ဆိတ်လှုပ်ရှားနေချိန်မှာတအားပြေးလာရသဖြင့်အတန်တွေတုံနေသည်ကိုပြောရလိုက်တာဘာပဲဖြစ်ဖြစ်နုနုတွေကဆက်၍ပြောရပါမည်ကိုဦးရဲ့အိမ်လိုရောက်လာရပြီတိလား နှစ်သောင်းခွဲရတယ်အဲ့ဒါជីជីဆေးုံတက်တော့ကျွေးတွေနဲ့အာသူဘကိစ္စတော်စမ်းပါဒါရင်ငါမသိချင်ကိုရုံညီကိုပိုင်တဲ့ငွေလေးတောင်ကျော်အမေသိန်းထားသေးတယ်အဲ့ဒါကိုဦးလိုမလားရင်တော်စမ်းပါဒီငွေလေးထောင်ကနန်းလောက်ငါဘာလုပ်ရမှာဟမ်နင်တို့ကြောင့်ငါဘာမသိချင်အခုငါကြောင့်ငါလာပြောတာရှင်ငါမိမယူလို့မလို့ငါဘယ်သူနဲ့ယူမှလဲဆိုတာနင်တို့သိရင်သိအံ့ဩသွားကြမယ်ဘယ်ဘယ်ဘယ်သူနဲ့လဲရင်ငါတို့တွေအချက်ခွဲလွှတ်လိုက်တဲ့တထေးသမီးစုမြတ်တင်စားနေပဲရှင်အေးငါတို့ရအောင်ယူနိုင်တာနင်တို့ဂုံလိုက်ကြစမ်းပါ ကိုကြီးရဲ့ရောက်တယ်မငွေတောင်းခွေတောင်းအမေတို့အလှလို့ဖို့ငါတော့မင်းမင်းပေးလိုက်ဟင်းနုထွေးမြူခြင်းဟင်းနင်းကမြူခြင်းအောင်နင်းကိုပေးတာမဟုတ်ပဲနုနုထွေးမြဝန်းအိမ်ထဲမှာမျက်ရည်တွေချက်ချင်းပြည့်အိုင်လာသည်ငါချိန်သိမ့်မရဘူးစူးမြရဲ့ကားယူလာတာရော့ယူလေအော်အိမ်ရောက်လိုက်တယ်ဆိုတော့ဟိုကောင်းဘမနေလေနုထွေးရဲ့အိမ်မှာပဲပေါ့အေးဒါဆိုလဲကောင်းပါလေနင်းနဲ့မင်းမင်းနဲ့ယူလိုက်ကြပေါ့ငါသဘောတူပါတယ်ကဲငါသွားပြီ နုနုထွေးကသူ့ပေးသော900တဲ့အရွက်30ကိုကာရင်အံ့ဩကြေခွဲနေစဲမှာပဲသူကားရှိကန်းကတက်သွားသည် ကိုဦးထပ်ပြီးမှဒရိုင်ဘာကယူကျိုးသော ပုံစံနှင့်ကားပေါ်တက်၍မောင်းထွက်သွား၏ကိုဦးရဲ့အိမ်မက်ကလေးလျှက်တပြက်မှတ်တလို့ပင် နုထွေးဤနှလုံးသဲဖို့နှင့်တူသောသူသည် နုထွေးဘဝထဲမှအပီးတိုင်းနှုတ်ဆက်ထွက်ခွာသွားခဲ့လေပြီ နေလေခင်နေမင်းပူချိန်ဤအောင်မှာ ကတရလမ်းမပေါ်တွင်ငားရတဲ့အထက်လိုက်ကင်လက်မျက်ရည်ပုတ်ပုတ်ကျနေသောချောချောလွတ်လာကောင်မလေးဖိုးတန်ချောင်းကမချစ်စုတည့်ရသည်လှဲရှိမှအာရပါရဝဲယူပြီးပြန်ပြေးလာကဟာအကိုဦးကအမနုထွေးကိုလည်းပိုက်ဆံတွေအများကြီးပေးသွားတယ်နော်အကိုဦးအရန်ထောင်းနေပြီထင်တယ်နော်လာလေပြန်ကြမယ်ဟီးပျော်စရာကြီးနုထွေးကြီးခါလောက်တာအရရှိသောရှင်းနေရွယ်ကလေးကနုထွေးကြီးမျက်ရည်စားများကိုမမြင်ရှား လမ်းဖြတ်ကူမှကားတစင်းကအရှောင်ကောင်းသဖြင့်သာမတိုက်မိခြင်းဖြစ်၏။ကြေကျင်လို့လားငငယ်ရွယ်နဲ့ကားဆရာကအသက်ကုန်းလှမ်းဟောက်သွားသည်ကိုနုနုထွေက ဟုတ်ပါရဲ့ငငယ်ရွယ်နဲ့ကျမတကယ်ပဲတည်ကျင်နေလို့ပါရှင်။စိတ်ထဲကပြောမိရင်ကမြည်ရေတုပ်ပြီးအိမ်ပြန်လာခဲ့ရသည်။စိတ်ရောစွာထိုးတူစိတ်ပူစွာစောင်းမြော်နေသောမင်းမင်းကနုထွေပြန်လာပြီးကိုလှမ်းမြင်လိုက်ကလေးကသူ့ရင်ထဲသို့ရေခဲမြစ်တစ်စင်းဖြတ်စီးပြီးဘာမှမများလာခေါ်ရလား တခါတည်းများလိုက်သွားပြီလားဆိုရင်စိတ်သည်သူ့ရင်ကိုမီးရှို့နေသလိုပူလောင်ခဲ့ရ၏မမေရဲ့ကိုဦးပြောသားတာလည်းကြားဆက်ခြင်းလိုက်တာဘာမှမကြားခြင်းဘာမှမသိခြင်းမှာနှုတ်တွေပြန်လာလင်ပြီးပါပြီသို့တော်မကောင်းတတ်၍ဘာလဲပြောသားလို့လဲဒီမှာငွေတောင်းခွဲတောင်းပေးသွားတယ်တတောင်းကကြည်ကြည်ဖို့လူတဲ့ငါးတောင်ကမင်းမင်းသုံးဖို့တဲ့ငွေရရေးမကြည့်ပါဘူးအကိုဘာပြောသားလဲဆိုတာပဲအရေးကြီးတာပြောပါအောင်မမေ तू तू မင်းမယူတော့မလို့တဲ့ဟာ ဝမ်းစာစရာကြီးမမေရလဲကွယ်သူယူဝဲမိမဘသူလဲတိလားဟွန်းစွမျက်တင်စားတဲ့ဗျာသူ့ကိုဒုက္ခရအောင်ကြည်ကြည်သက်ကိုတရားလုပ်လိုက်တဲ့မိမကိုမှ तू ကယူမာတဲ့လေကောင်းတာဗောကောင်းမလားဒီမိမကို तू ပဲသိစိတ်နာနေတာမဟုတ်လားမမရဲ့ကိုကသိတ်ချမ်းသာနေတာလေဒါကြောင့်တထေသမီးကိုတတ်မှန်တာဗောပထမပိုင်းကစုံရှုံးမှုတွေနဲ့ရင်ဆိုင်ရတာတွေကိုသူတနာအောင်ပြောပြပြီးတော့အချိန်ဖမ်းမှာဗောဟုတ်ပါမလားတိတ်ဟုတ်တာဗောဗျာကိုဦးကသူကောင်းစားဖို့ဆိုဘာလို့မဆိုချနေရတယ်လေ မင်းမင်းရဲ့ဒီလိုမယူဆပါနဲ့ကွယ်ကျွန်တော်စိတ်နာလို့ပြောတာမဟုတ်ပါဘူးမမလည်းအသည့်ပဲအမေမိုးမလင်းငရထားပြီးမိုးငါရောင်းရတယ်ကျွန်တော်အသက်ဆုံးပြီးတိုက်မိကြီးတွေပေါ်တက်ပြီးပြန်လောက်ရတယ်အဲ့ဒီငွေကို तू ကចောင်းတက်ရုံမကဘူးဝေးစားလိုက်ရင်ဝယ်ခိုင်းသေးတယ်အခုလည်းကြည့်အမေတီတော်အရင်ပြူပြီး तू ဒီမိမကိုရအောင်အချိန်ဖမ်းလိုက်မှာပေါ့တော်ပြီမင်းမင်းကိုကူအပေါ်ကိုဒီလောက်မကောင်းမြင်နေဘာမှဆက်မပြောချင်တော့ဘူး နုရွေသည်အခန်းလေးထဲဝင်ပြီးကြိတ်၍ငိုနေကြောင်းမင်းမင်းသိတော်လဲသူမချော့ရဲပါအကိုဦးမိမရှူမီတရင်ကိုနုထွေကမြဲဆက်လက်ဖြင့်ခြေခွဲစာနားထောင်ခဲ့ရတော့လေမိမင်းကမူဟီတရင်ကြောင့်အတိုင်းမသိသောဝမ်းမြောက်ခြင်းနဲ့ခြင်းများဖြစ်ထွန်းခဲ့ရပါပြီမမဤမျက်ရည်များရက်တန့်ပြီးဆုံးသွားချိန်လောက်ကြမှသာမမကိုလည်းဖွင့်ပြောမီဒေါ်လေးတို့ကိုလည်းတောင်းပန်မီသူ့ဘော်သားတယောက်လိုချစ်ကြသောဦးလင်းနှင့်ဒေါ်လေးတို့ကလည်းလက်ခံကြမှသိကြပါ၏ မမကိုပိုင်ဆိုင်ခွင့်ရဖို့ကတေချာပြီးမတေချာသေးသည်ကမမ၏အချစ်ကိုရရှိဖို့ပင် သူဘက်ကသူ၏ချစ်ချင်းမြတ်တာများစွာကို အရင်နှီးပြု၍ကြိုးစားရန်သာရှိတော်သည်ကိုဦးရောက်ရှိတည်င်းပေးလာသည့်နေ့ဟီနေဟီရက်သည်မမင်တွက်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လေးတစ်နေ့ပါပင်အပိုင်ကိုဆက်ရန် ဟုတ်ကဲ့ပါရှင်ဒီနေ့ Freedom of Future Channel ရဲ့ Why Not သံမြန်တင်ဆက်ဖျက်ပြခဲ့တာတော့ကလျာဝိစာသိပ္ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်ကြောင့်အပိုင်းရှိကိုဖျက်ပြသွားတာဖြစ်ပါတယ်ရှင်။သုံးတိနာဆင်ပေးခဲ့ပါသောကလကများအလုံးကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။နောက်နေ့ပိုင်းဆက်များမှာပြန်လည်တွေ့ဆုံပါမယ်ရှင်။